ရတဲ့တို့အားလုံးပဲမင်္ဂလာပါရှင်။ I am Rose Na YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရီ။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ပရလောကဇလံကောင်းလေးများစွာနဲ့ပြင်းအမှန်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါရီ။ဒီနေ့မှတော့ပရိသတ်ကြီးအတွက်စတဲ့စီများနဲ့မဖဲဝံဆိုရင် ပရာလောကဇလံကောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလံကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ video တင်လေးရတိုင်းမှလည်းပရိသတ်ကြီးသိရှိဖို့အတွက် note ဘဲခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလံကိုခုပင်စတင်လိုက်ပါတော့မယ်။လဲခွေများအတွင်စပောင်းခင်အားလုံးသိမ့်ပြီးကုန်ပြီ။ကြော်ဝင်းတင်ဆိုအေးမောင်တောင်းမြင့်တို့တငယ်ချင်းတစုပေါပြောင်းခုစီခွေးတကောင်နဲ့အလုပ်ဖြစ်နေကြတယ်။ သူတို့မိဘများပိုင်လဲခွေးများကမျိုးစီမျိုးသားမကောင်းခြင်းရှင်နဲ့ဝေးခြင်းတို့ကြောင့်စပါးပြီးပါကကိုင်းသီးနှံများစိုက်လို့မရတာကြောင့်ရိုးဖြန်ငုံအတိုင်းမိုးမကြောက်မခြင်းဤအတိုင်းတောင်းထားရင်ထိုအခါစပါးအကျွေများစပါးရိပ်ရောင်ပါမသွားတဲ့ကောင်းနှံများကိုအမျိုးသမီးများကလေးများကောက်တင်ကောက်ထွက်ကြရင်တနည်းလုံးဆင်းရှင်လက်ရှိနေကိုရင်နဲ့လိုက်ကောင်းရင်တယောက်ကိုစပန်းနဲ့တည်င်းခန့်များရရင်အဲ့ဒီလိုကောက်တင်ကောက်ပြီးကြံစပါးအကျွေများကို လေကျွဲကြီးများကကောက်ယူစားသုံးကြတယ်။ရှားစရာပေါ်ရင်ထိုးချိန်မှလေခွေးများအတွင်၌ကြွက်များခိုးနှားယောင်ကြွက်တွင်များအရှုံရှုံပေါ်လာ၏။ထိုလေကျွဲကြီးများရှိရာတွင်များကိုနေအချိန်ရှာပြီးပေါတူးနေတူးကြတယ်။အချို့တွင်တွင်မှနှကောင်သုံးကောင်ခန့်ပင်ရရှိကြတယ်။တယောက်ကိုစုဖြိုးတဲ့လေကျွဲကြီးသုံးကောင်ခန့်ရရင်နေတွက်ကြိုက်ပြီးအိမ်ပြန်ကြတယ်။ကျော်ဝင်းတို့တငယ်ချင်းလေးယောက်မှတောင်မြင့်က14နှစ်ကျန်3ယောက်က73နှစ်ပြီမြင့် ပေါတူကိုတော့နိုင်နင်းစော်နဲ့ပေါက်တက်နေကြပြီ။တင်းစိုးတို့ခွေးရလင်းကျွက်လိုက်ရမှလွန်ကုန်ကျွမ်းကျင်နေ။တငယ်ချင်းလေးဟာပေါတူကိုလည်းစီနေခွေးတငောင်ကိုအောင်းကုန်းကကျွက်တွင်းကိုလိုက်ထူးကြတယ်။သူတို့ခွေးဟာလွန်စော်အောင်းကုန်းရတယ်။ကျွက်တွင်းကိုတွေ့လို့ပေါတူနဲ့နှစ်ချက်သုံးချက်တူးပြီးအပေါက်ကိုခွေးကိုပြလိုက်တာနဲ့အထာသီးတဲ့ကိုရကျွမ်းရှိမရှိအပေါက်မှာအနမ်းခံချင်။ကျွမ်းရှိမှန်တိတာနဲ့ကနာမငိအသေးအတန်လက်နဲ့ရှက်တော်ရင်ပါးစပ်ကောင်လေးဟောင်းနေ။ ခြေထောက်ကလည်းရှက်တယ်။ထိုအခါခွင်းကိုတွန်းထုတ်ပြီးသူတို့ကတွင်းကိုအမြန်ပေါက်တယ်။ခွင်းနဲ့ကြံတဲ့လူများကကဲပေါင်းများကအစင်းသင်းဆောင်နေကြတယ်။အဲဒီလိုမဆောင်ချင်ရင်ကဲပေါင်းများကိုလိုက်ပြီးတော့ပိတ်ထားလိုက်ကြတယ်။ကြွက်ခွန်အောင်းနေနေရနဲ့ပြီးပြီလို့ထင်ခွင်းနဲ့လွတ်လိုက်ရုံပဲ။ကြွက်ကထွက်ပြေးတယ်။ခွင်းကမလွတ်အောင်လိုက်ပြီးတော့ခဲတော့တယ်။ကြွက်တည်သွားရင်သူ့သခင်စီကိုရှိလိုက်။ဒါမှမဟုတ်ညင်သားရဲ့နေရာမှာချပြီးအဲ့ဒီလိုနဲ့သူတို့လေယောက်တယောက်ကို အ ਨੇ စုံနှကောင်စီတော့ရအောင်ထာတူးကြတယ်။လေကွက်များကလည်းတမျိုးတကောသူတို့အကွက်ကလည်းကြွက်တွင်းကြီးကနေရာအနှံ့ရှိနေကြတယ်။လူကြီးများကတော့ညာဘက်၌တောင်ကြွက်ထိုးတွက်ကြတယ်။သူတို့ဟာကြွက်ကိုဖိထောင်ကြတယ်။ပိုးဖလန်အတန်ဖန်တီးပြီးကြွက်များကိုတွင်းထဲကနေထွက်အောင်လုပ်ကြတယ်။တွင်းမှာထွက်လာတဲ့ကြွက်များကိုစူးနေထိုးကြရင်ဖမ်းကြတယ်။တင်းဆိုကြော်ဝင်းတို့လူငယ်များကခွေးတကောင်အောင်ကိုပြီးနေကင်းဘက်သာကြွက်များဖမ်းထွက်ကြတယ်။တရံညနေပိုင်း၄နာရီခန့် တင်စိုးတို့လူငယ်တစုတင်ဆိုင်ဟောင်းနှောင်းကိုရောက်သွားထိုတင်ဆိုင်ဟောင်းအကျဲ၃ဤကားခန့်ရှိပြီးမြေပြင်ကလဲမြေပြင်မျက်နှာထက်လင်းငါးပေခန့်မြင့်နေသောအပင်ကြုံပုံများရှိတဲ့မြေခွက်ဖြစ်တယ်။ဂူဟောင်းဂူပြက်လေးမရှိမြေသားအတိဖြစ်တယ်။ရှေးမီနောက်မီလူကြီးများကတင်ဆိုင်ဟောင်းလို့ပြောထားလို့ထိုနေရာကိုဖြိုဖျက်မြင်းညိပြီးလဲရမြေအဖြစ်လင်းစိုက်ပြုတ်မဲ့သူမရှိ။ရွာရဲ့တင်ဆိုင်ကတော့ရွာနဲ့မိုင်းဝက်ခန့်အဝေးမှာရှိပြီးဂူဟောင်းရောဂူအစ်စ်ပိုင်းရှိ တင်ဆိုတို့အုပ်စုသင်ချိုင်းအဟောင်းနီးမကြွတွင်းတွေအများကြီးတွေ့တာကြောင့်ခွေရကိုနေကြွတွင်းကိုဝိုင်းပြီးတော့ပောက်ကြတယ်။ထိုနေရာမှာကြွတကြီးနှစ်ကောင်ရလိုက်တယ်။ဟဲ့ကောင်လေးထိုတယောက်ကိုနှစ်ကောင်စီရနေပြီရွာပြန်ကြမယ်ခဏနေရင်မောင်းတော့မောင်းထိုစဉ်သူတို့နေရာနဲ့မနှီးမဝေးမောင်းတွင်းတွေကိုဝင်ပြေးသွားတဲ့တံတားမြောင်းသူတို့လေယောင်ရိတ်ကနေတွေ့လိုက်တယ်။သူတို့ရဲ့လက်ဆွဲတော်ခွေးကြီးကလည်းတွေ့လိုက်တာကြောင့်ထိုနေရာကို ပြေးသွားပြီးတွင်းဝါကိုထိုးဟောင်းတော်ရင်မင်းတို့တွေ့လိုက်ကြလား ေးငါမျက်စိတွေမှာကျွတ်သုံးလေးကောင်ဝင်ပြေးသွားတာရိတ်ခနဲ့မြင်လိုက်တယ်။လာအဲ့ဒီကိုသွားကြည့်မယ်။သူတို့ထိုနေရာကိုရောက်တော့ခွေးကြီးမှာ တွင်းဝမှာပင်ဟောင်းနေတယ်။တွင်းချင်းတွေကိုကဲခန့်လိုက်တယ်။အချိန်ကလည်းတိတ်မရှိတော့ဒီလိုလုပ်ရင်ကြွက်ရှိသမျှထွက်လာမှာပဲ။ဘလို့လုပ်အောင်တောင်မြင်ရရိုးပြတ်တော်တွေကိုဝင်ပြေးသူပြန်ရောက်လာတော့လက်ထဲမှာကောက်ရိုးပြန်အချောင်းမြောင်ကိုတပွေးတစ်ပိုက်ပါလိုက်။တင်းဆိုမင်းလည်းတပွေးစားတော့သွားနှုတ်ခဲ့ကွာ။ ရိုးပြတ်ပင်ကုန်းတပွင့်စာနှင့်တင်းစိုးသွားနှုတ်လာခင်။တောင်မြင်ဟာရိုးပြတ်အချောင်းများနှင့်တွင်းပေါများအလုံးကိုစိုးပိတ်လိုက်တယ်။ကြွယ်တွင်အဒီကာပေါင်းကိုလွတ်ထားပြီးကြံအပေါတို့ကလည်းကောက်ရိုးပြတ်များကိုမီးရှို့လိုက်ကြတယ်။ခနာအတွင်းမှာပဲမီးများကတဝုံဝုံထောက်ထောက်တော်ရင်မီးခိုများလည်းတွင်းထဲကိုလုံလိုက်လုံလိုက်ဝင်သွားတယ်။မီးလည်းငိမ့်သွားပြီးတွင်းမှာတကောင်းများထွက်လာခြင်းမရှိ။ဟဲ့ကောင်လေးကြွက်လေတကောင်းမှထွက်မလာပါလား။ဟုတ်တယ်တွင်းထဲမှာကြွက်ရရှိသေးရဲ့လား။ အထင်းဝင်တော့ငါတို့အလုံးတွေးလိုက်ပါတယ်အပြင်ထွက်တောင်မတွေ့ဘူးအထဲမှာမိကုံးမှုန်ပြီးတော့သေကုန်ပြီထင်နေဒီကြွယ်တွင်းကိုပေါက်ထူးနေတူပြီးတော့ကြည့်ကြမယ်ဟုတ်တယ်အချိန်လဲရသေးတယ်တူးကြမယ်အဲ့ဒီလိုနေ ပေါက်ပြောင်းသုံးလက်နဲ့တညီတညာတူးလိုက်ကြတယ်ဟာအထဲမှာဂလိုင်းကောင်းကြီးခုမှဘာကောင်းနေလဲပုတ်တီညိုတွေလားကင်းလီချုံတွေလားမသိဘူးမိကုံးမှုန်ပြီးတော့သေကုန်ကြပြီငါတို့ကကြွတ်မဲ့လို့ဒီကောင်နေရတော့စားလို့မှမရတာ ဒီတိုင်းပဲထားခဲ့ကြောင်းတငယ်ချင်းလေးယောက်နဲ့ဖန်စီရရှိထားရင်လေကျွမ်းနှကောင်းစီဆွဲပြီးတော့နေလုံးမပြောင်းချင်ရွာကိုပဲခြေထုတ်တင်ပြီးပြန်လာကြတော့ရင်ထို့နောက်ရတရပတ်တွင်တင်းဆိုးတို့ရဲ့လေးအိမ်ဆိုးရွာလေးမှာထူးခြားသောဖြစ်ရမြောင်ကျောင်းမဲ့ဖွယ်ကောင်းတဲ့ဖြစ်ရမြားနဲ့ကျုံလာရတော့ရင်ညနေနေရင်သွင်းချင်းဆိုရင်လေးအိမ်ဆိုးရွာမှာခွေးမြတစီစီရှိနေကြတယ်လို့တချို့ခွေးမြလည်းဆွဆွဲငင်းငင်းဥကြတယ်တင်းကုန်များအတွင်းမှာချီနောင်ထားတဲ့နွားမြလည်း ။တရှူရှူနဲ့နှောင်မုတ်ကောင်ခြေတိုင်းကကျူးကိုပဲပြတ်ထွက်အောင်ရှုံရင်းစံကလှူရှောင်းကုန်တော့။ရွာပက်ပက်လေးမှလေးကြီးပြိုတကယ်သူဝေါကနေဝန်ကနေဖြစ်နေ။ထိုးထူးကြချက်ကိုလူတွေမြင်ပြီးထိတ်လန့်ချောက်ချားနေကြတယ်။ရွာလေကကြုံဝင်းတို့အိမ်မှာလူအများစီကနေအုံငိုတန်ထွက်ပေါ်လာ။တနေ့လုံးဆုံးကစားနေနေအသက်73နှစ်အရွယ်ရှိကြုံဝင်းကောက်ကငင်ကနေဆုံးသွားတော့။ဤသည့်ယောဂံကြောင့်သိမှန်းလည်းမသိ။ရုတ်တရက်အသက်ရှူကြပြီးသေသွားခြင်းဖြစ်တယ်။ ဆွေမျိုးသားချင်းများယူကျုံမရစွာငိုကြွေးကြတယ်။ကျုံဝန်တယောက်ရုတ်တရက်သိဆုံးသွားရင်ဆိုလို့တင်းစိုးနေမိဘများ နာရေးတရင်လာမေးကြတယ်။အိမ်မောင်နဲ့တောင်မြင့်တို့ကတော့ကြောက်တဲ့သူများဖြစ်လို့လူကြီးများနဲ့အတူလိုက်မလာကြ။ကျောင်းဝင်းရှိအောင်ကိုမလိုက်ခဲ့ပေမဲ့လေကစားပေါ်ကစားဖက်တငယ်ချင်းတယောက်လျှော်သွားပြီဆိုရင်အတိနဲ့ငိုကြွေးကြတယ်။ပြီးခဲ့တော့သုံးလေးရက်ကပင်အတူတူကျွမ်းလိုက်ဖမ်းခဲ့တယ်။ကျောင်းဝင်းရဲ့နာရေးအိမ်ကိုတောင်မြင့်ရဲ့အဖေနဲ့အမေတို့ရောက်နေ အိမ်မအမေဖွားနှစ်ယောက်သားကျန်းခဲ့တယ်။အိမ်မကိုသကောလောက်မျက်နှာကြည့်နေမျက်လုံးကြီးနှလုံးကအရှိကိုပစုံမျက်လုံးများအလားပြူးထွက်နေပြီးကြောက်စရာကောင်းတဲ့တရေကြီးတကောင်ဝင်လာတော့ကိုတောင်းမြေတွေးလိုက်ရတယ်။နေလူတက်ကောင်နေသိရမင်းနေဝငါကိုယ်တိုင်းတတ်မင်းအဖွားအဖွားတားကြောက်တယ်အိမ်ဘိုးတရေကြီးတက်လာတယ်။ဘာတရေမှမရှိပါဘူးမြေးရင်တောင်းမြေကအဖွားဖြစ်သူကိုတိန်ကြုံဖတ်တိုင်းဟိဟိဟိ နေအလေးကြတော့တေရမှာကြောက်နေပြီနော်တရေကြီးအားကြောက်စရာတွင်ကြီးနေတောင်မြင့်ရဲ့အနားကိုပဲကတ်လိုက်အဖွာအဖွာတားနောက်တရေကြီးကတ်လာပြီတားကြောက်တယ်တားကြောက်တယ်ဟာဟာဟာတရေရဲ့ပါဇက်ကြီးတွင်ကဖြူဖြူအဝိများမှုထုံလိုက်တယ်တောင်မြင့်လည်းသူ့အဝိများကိုရှူဆိုင်မိသွားပြီအသက်ရှင်မဝါရင်ကျက်တလို့ဖြစ်ကမျက်လုံးကြည့်ပြူပြီးအသက်ထွက်သွားရင်တောင်မြင့်ရုတ်တရက်ဆုံးသွားစဉ်အနီးနားမှာအပွားတောင်ရှိလို့ ကျော်ဝင်းတို့အိမ်ရောက်နေတဲ့မိဘများလူလူပြီးခေါ်ခိုင်းရတယ်။တောင်မြင့်မိဘများအိမ်ကိုပြန်ရောက်လာရင် အသက်ကင်းမဲ့နေတဲ့တောင်ကုန်မြင့်ပြီးလူကြောင့်များစွာနဲ့အော်ရင်ကိုကြွေးကြတော့တယ်။ကစားပေါ်တငင်းချင်းတယောက်ရုတ်တရက်ဆုံးသွားတာကြောင့်သူတို့ရဲ့တွဲပေါ်တွဲပန်းတင်းစုနဲ့အိမ်မောင်တို့ရဲ့မိဘများစိုးရင်သွားကြတယ်။ဒါတင်းစုမင်းတို့တငင်းချင်းတောင်မြင့်နဲ့ကျော်ဝင်းအယောကောင်မမဖြစ်ပဲအသက်ရှူကြပြီးတေးသွားကြတယ်။တေးတာထူးဆန်းနေ။မင်းတို့လေးရအမတခုခုများလုံးမိသေးလား။ တားတို့ဘာမှမလုပ်ပါဘူး။စကားလေးမျိုးစုံကစားတာပဲရှိတယ်။မင်းတို့အခုရပိုင်ရွာဦးနတ်စင်ဘက်ကိုရောက်သေးလား။မရောက်ပါဘူး။ဘာဖြစ်လို့လဲ။နတ်စင်ဘက်လျှောက်ပြီးနတ်မကြိုက်တာများရှောက်လို့ကြောင်မိသေးလားလို့ပါ။တားတို့တစ်ခေါက်မှကိုမရောက်ဘူး။ကလေးတွေပဲဖြစ်မလား။လူကြီးရောမဖြစ်နိုင်ဘူးလား။တခြားကလေးတွေရောဖြစ်မလား။လူကြီးမိဘများအစိုးရင်ပို့လာတယ်။ကလေးများကိုအနီးနားကအပြောက်မခံ။တွားလျာခေါ်သွားကြတယ်။ကိစ္စအထူးမရှိရင်ဘဲမှမသွားကြဘူး။ သူတို့အပြင်ရွာတွေကကလေးရှိနေတဲ့မိဘများကလည်းစိုးရိမ်ကြတယ်။သုံးရက်အတွင်းကလေးနှစ်ယောက်ယောဂတစ်မျိုးနဲ့အသေးဆုံးသွားကြတယ်။အဲနောက်မှာပဲတောင်မြင့်အာသူပေါအရင်ချပြီးနောက်ရက်မှာကျော်ဝင်းအာသူပေါကိုချတယ်။တောင်မြင့်နဲ့ကျော်ဝင်းတို့ရဲ့အာသူပေါမြေချပြီးတာနဲ့နောက်ရက်မှာပဲတင်းစိုးတယောက်ကြောက်တယ်ကြောက်တယ်။တရေကြီးအိမ်ပေါ်ကိုတက်လာပြီးလို့အသက်ကုံအောင်ဟစ်နေတယ်။သူဟာထိုင်လန်ကျောင်းရုံးဆောင်နေအောင်ဟစ်နေပြီးမိသူတို့တိမ်လုံးတရေကိုမတွေ့ တရဲမကြီးသားကိုတတ်တော်မင်းအမေတာတာကြောက်တယ်သားကိုတတ်တော်မလို့လုံနေပြီတင်းစုံအိမ်မှာစူးစူးညံ့ညံ့ဖြစ်နေတယ်တင်းစိုးတရားအသက်ရှူကြလို့မျက်လုံးပြူးပြူးမဆက်ဟပြီးအသက်ရှူနေရတယ်ဘယ်သူမှမမြင်ရတဲ့တရဲမကြီးကလည်းသူ့ကိုတတ်ဖို့လုံနေပြီလို့အော်ဟစ်ပြောနေတယ်နောက်15မိနစ်ပင်မကြလိုက်အသက်ရှူကြနေတဲ့တင်းစိုးအသက်ထွက်သွားတယ်အမလီအပြေဆိုးလိုက်တာတားရင် လူကြီးတွေဘာမှမဖြစ်ဘဲ လေးတွေမှာဒီယောဂါဖြစ်ရသလားအဲ့ဒီလိုနဲ့တပတ်အတွင်းမှာကလေး၃ယောက်တရေကြောင့်လားယောဂါကြောင့်လားမသိယောဂါတမျိုးတည်းနဲ့အသေးဆုံးသွားကုန်တာကြောင့်တရွာလုံးအောင်တုံးလုံးရှောင်းချောင်းကုန်နေဘလို့ဖြစ်ရတာလဲတို့ရောခါတိုင်းဒီလိုမျိုးတည်တာမရှိခဲ့ဘူးပါဒီကလေးတွေအမားတခုခုများလုံမိကြလို့လားယွာလူကြီးများလည်းခေါင်းချင်းဆိုင်ကုန်ကြတော့နေဘလို့ဖြစ်ရတာလဲဗျာကလေး၃ယောက်ကအသက်၁၃နှစ်၁၄နှစ်လောက်ပဲရှိသေးတာ အမတကူလောက်ကြရင်လေခလေးတွေမို့လို့ခွင်းလို့တင်းကြပါအခုလိုသေးဆုံးနေအထီတော့အပြစ်မပေးသင့်ပါဒီအတိုင်းလက်ပိုက်ကြည့်မနေပါနဲ့ဗျာအကြံဉာဏ်လေးပေးနိုင်ရင်ပေးကြပါဒီလိုမျိုးအစိမ့်တည်တည်တယ်ဆိုတာရွာမှာအမောင်ဘယောကနောက်ဆက်တာမျိုးတွေဖြစ်လာနိုင်တယ်ဆုံးတို့ကဝင်တို့မှော်တို့နဲ့လှထားတာလည်းဖြစ်နိုင်တယ်ဒီအတိုင်းကလေးတွေစက်တိုင်အသေးခံလို့မဖြစ်ဘူးဇရာကောင်တမောင်ကောင်တည်ရင်လေလမ်းညွန်ပေးကြပါရှိတဲ့နေရာသွားခေါ်ပေးကြပါဦးလေးကောင်းစံဟာ မောင်စိန်ပြောကိစ္စရှိလို့လားဟုတ်ကဲ့ကျွန်တော်မေးဆွေရဲ့ဘာကြီးအထက်လန်းဆရာကြီးတက်ရောက်ပင်ကျွန်တော်မေးဆွေရှိတဲ့မြို့ကိုသွားပြီးတော့ဒီဘာအကြောင်းပြောဆိုပြီးတော့ပင်းကရင်ကောင်းမလားဟက်ကောင်မင်းပြောနေတာကြားသေးတယ်အဲ့ဒီဆရာဘယ်မြို့မှာနေတာလဲမတောင်မှာနေတာလားရွှေကျင်မှာနေတာလားသေချာတော့မပြောတတ်ဘူးမတောင်မှာနေတယ်ကျွန်တော်မေးဆွေရှိအောင်ရင်တော့သိရမှာပဲမင်းဟာမသေးချာလိုက်တာကွာ အကြောင်းရင်းအောင်မရှိတော့သူ့ပါရီနေရဲ့ဘမလေးမမေးတောင်းမိဘူးပေါ့ကျွန်တော်မိတ်ဆွေစီသွားရင်တော့သိပါမယ်မနဲ့စောစောရတာနဲ့လိုက်သွားနေခင်ရထားကောင်းနဲ့ပြန်လာခဲ့အဲ့ဒီလိုနေနောက်နေ့မောင်စင်းတီဟောင်းမတောင်မျိုးကို ထွက်သွားလိုက်တော့တယ်အဲ့ဒီနေ့ကရွာသားတို့မျော်လင့်ဆောင်စားနေမိမောင်စင်းပြန်မရောက်လာပါနောက်တည့်ရနေပြီးမှမောင်စင်းနဲ့အသက်60ခန့်လူတင်ရောက်ပါလာတယ်မောင်စင်းစကားကြောင့်အာဂိုတကြီးစောင့်နေကြတဲ့ရွာသားတို့စိတ်ထက်ကြသွားရတယ် ဆရာကြီးကတင်ဆက်ရက်ဘက်ကိုဆင်းသွားတယ်။ပြီးရင်ဟုံမလင်းထီကိုသွားပြီးတော့ဆေးကုအောင်မင်းတဲ့။နောက်၅ရက်လောက်ကြာမှပြန်လာမင်းတဲ့။ဒါကြောင့်မေပယောကအကြောင်းတည်ကျွမ်းထားလေတဲ့။ဆရာကြီးရဲ့တပည့်ဦးတင်မြင့်ဆိုတဲ့သူကသာပင့်ခဲ့ကြောင်းရွာလူကြီးကိုမောင်ဆိုင်နဲ့ပါလာတဲ့ဆရာဦးတင်မြင့်က ရွာကိုရောက်တာနဲ့ပထမဆုံးတင်ဆုံခင်းနဲ့ကျော်ဝင်းတို့အိမ်ကိုဝင်ပြီးအကျိုးအကြောင်းစုံစမ်းမေးမြန်းနေ။ထို့အတူတင်ဆိုသားမြင့်တို့အိမ်ကိုလည်းဝင်နေ။ဘသူမှတရေကိုမမြင်ရပင် တေးတဲ့သူကလေးများကသာတရေကုန်မြင်နေကြောက်တင်အသေးအတန်အောင်ဟင့်ပြီးအသက်ရှူချက်လို့တေကုန်နေလို့သာတီးခဲရရင်မိတီတဲလွန်စားကုန်မှမရခင်ဒါကြောင့်မင်းဤညာရွာမှာလှည့်၍ရွာအချင်းတွေကိုစောင့်ကြည့်အခဲခဲပြရစီလို့ရွာလူကြီးကိုခွင့်တောင်းပြီးဦးကောင်းဆန်အိမ်မှာတဲခုနေထိုင်မှုလိုက်ခဲ့တယ်။ဆရာဦးတင်မြင့်လေရွာကိုရောက်တဲ့အချိန်ကနေစဲနာရီခန့်ဖြစ်တာကြောင့်စာရေးတောင်ရင်ဦးကောင်းဆန်အိမ်မှာပဲစီစဉ်ထားညနေ6နာရီခန့်အချိန် ဆရာဦးတည်မြင့်ကဘသူကိုမှမခေါ်ပဲရွာအတွင်းခြေနေကိုကဲခဲ့ဖို့ထွက်ခင်းထိုးချင်းတရွာလုံးတိတ်ဆိတ်နေပြီးလမ်းပေါ်မှာရှိတဲ့လူများကလည်းအိမ်နေရောက်ကုန်ပြီလှူရှာမှုမရှိပဲအသက်ကင်းမင်းနဲ့ရွာကြီးလိုမျိုးဖြစ်နေထိုးချင်းသူမျက်စာထဲမှာရွာပြင်မှာရွာစီကိုရှိတ်ကနေရှိတ်ကနေလာနေတဲ့လျှက်တံမြောင်းကုန်အကုန်းဝိလူရာမြောင်းကုန်မြင်နေရအရာအောင်မြင်ပြီးတော့မကြောက်ခင်ပါဘူးခွေးမြားတက်စီစီ ဖြစ်ကုန်နေဟောင်းနဲ့ကိုရဟောင်း ဦးရေခွေးရဦးကုန်းတော်ရင်ရွာရဲကိုစီအောင်ဦးတည်မြင်ပြန်ဝင်လာခဲ့တယ်။ထိုးစင်မှာပဲသူ့အမြင်တစ်မျိုးပြောင်းသွားတယ်။အရွယ်အစားမျိုးစုံပုံတံမျိုးစုံကြီးចောင်းမဖွေနာနာဘဝကောင်းမြောင်းရွာရဲကိုရှောက်သွားနေတာကိုမြင်လိုက်ရတယ်။ရိုးတို့ရိတ်တိန်လှူရှားသွားလာနေတဲ့ခိုးငွေတွေလွန်းလွန်းလျှက်တံများလွန်းလွန်းအမြင်မျိုးကိုပဲမြင်နေရတယ်။ဖះဖះရွာရဲကိုနာနာဘဝမြင်အစုလိုက်အပြုံလိုက်ဝင်နေကြပါလား။ဒီတိုင်းဆိုရွာထဲမှာတယောက်ယောက်များတေးဆုံးအောင်ပါလား။ ငါဘာမှတိကျမပြောနိုင်သေးငါဆရာကြီးပါလာရင်တော့ဒီကိစ္စချက်ချင်းအပြေတိမှာပဲငါအစင်းနေသေးတော့ချက်ချင်းအပြေကိုမဖော်နိုင်ဒါပေမဲ့ငါဆရာမှားထားတာရှိတယ်တကယ်လို့တရေသစီနာနာဘဝရင်အစင်းမှန်တရုတ်တံကိုမဖော်နိုင်မဖဲဝအောင်အကူကြီးတောင်းရင်ရနိုင်ဒါကလေဆရာကြီးမရှိမှလှုပ်တင်တာလှုပ်ဖို့မှဘူးတယ်ငါအပြေမဖော်နိုင်တဲ့ဒီကိစ္စဒီညပဲမဖဲဝစီကိုတွားပြီးတော့အကူကြီးတောင်းရမယ် ဆရာဦးတင်မြင့်လည်းအချိန်ဆိုင်လို့မဖြစ်တော့ကြောင်းတီးလိုက်ပြီးတော့နေရွာတဲကိုအမြန်ပြန်ဝင်ခင်းရွာလူကြီးဦးကောင်းဆန်အင်ရောက်တာနဲ့တတိရှိလို့မကြောက်တတဲ့ယောက်ျား၃ယောက်နဲ့နတ်ဝင်တဲ့အမျိုးသမီးတစ်ယောက်ကိုရှာပေးဖို့ပြောလိုက်တယ်။မကြောက်ခင်မှာပဲဒီဇိုင်းကုန်းကိုလိုက်မိယောက်ျား၃ယောက်နဲ့နတ်ဝင်တဲ့အမျိုးသမီးတို့ဦးတည်မြင့်ရှေ့ကိုရောက်ရှိလာကြတယ်။ကျုပ်တို့ဒင်းဆိုင်နဲ့ည၈နာရီအရောက်သွားကြမယ်။ဓမီနှစ်လက်ယူခဲ့ပါ။ဒင်းဆိုင်နဲ့ရောက်ရင်တော့ဓမီဘယ်သူမှမထိုးပါနဲ့။လာရဲကြလား။ လိုက်ခဲ့ပါမယ်။ဘာကိစ္စနဲ့တင်းဆိုင်နေသွားမှာ။မဖဲဝအောင်ရေးပုံပြင်ဆင်ရှိလို့သွားကြမယ်။ဆရာရဲ့လုံဆောင်ချက်ကိုသဘောမပေါက်တဲ့ရွာလူကြီးဦးကောင်းစံနဲ့ရွာသားတို့ကိုဆရာဦးတင်မြင့်ကရှင်းပြလိုက်တယ်။အခုရွာထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကရိုးရိုးရောကဖြစ်တာမဟုတ်ဘူး။ရွာထဲကိုဘယ်ရရောက်လာရင်သစေတရေတွေလည်းမသိ။ညနေမှောင်တာနဲ့အစူလိုက်ပြုံးလိုက်ဝင်လာနေကြတယ်။တရေသစေတွေကိုမဖဲဝါအုပ်ချုပ်တာသူ့ကိုအတိပေးပြီးတော့ထိမ့်သိမ်းခိုင်းရမယ်။ ဘာကြောင့်ရွာတွေကိုတရေသစေတွေဝင်နေရတာလဲဦးလေရှင်းရှင်းလင်းလင်းသိအောင်မေးခင်းရမယ်ကျွန်တော်ရောက်ကန်စားဆုံးပြောကမော်တခုခု ပြူစားချင်းခံထားရလို့ကလေးတွေတည်ထားလို့ထင်ထားခဲ့တာညနေရမှာအမောင်ပြောကမဟုတ်မန်းရွာတွေကိုတရေသစေတွေဝင်နေတာတွေ့ပါမယ်ဆုံးပြတ်ချက်အမှန်ကိုချလိုက်နိုင်တော့သူတို့ကြောင့်ရွာတွေမှာလူတွေထပ်ပြီးတေးလိုက်အောင်မေးဘာကြောင့်တည်အောင်မေးလို့ထင်တာလဲသူတို့ရွာတွေမှာလူတွေတည်အောင်လုပ်ပြီးလို့ကျင်းနေပြီးဆိုရင်ရွာတွေလာစရာမလိုတော့ ဒါပေမဲ့သူတို့ရွာတွေကိုဝင်လာနေတော့မင်းကဲမကြခင်အခုလိုဖြစ်ရတဲ့အကြောင်းရင်းသိရမှာပေါ့အခု9နှစ်ကျော်ပြီဆိုတော့9နှစ်ခွဲတာနဲ့တင်ဆိုင်နေသွားကြမယ်ကျွန်တော်တို့တရက်တွေတွင်ရံပြူအောင်မှာအပြူစင်ရပါအောင်ရံမပြူနဲ့ကျွန်တော်စီရင်ပေးပါမယ်ဒီကနေမဖဲဝအောင်လင်းစိတ်ညွပြီးတော့ကြိုတင်အတိပေးထားလိုက်ပါမယ်အဲ့ဒီလိုနေ9နှစ်ခွဲတာနဲ့ဆရာအပါဝင်လူ9ယောက်တို့ရွာပြင်မှာရှိတဲ့တုတ်တန်ကိုထွက်ခဲ့ကြတော့ရင် တုတ်တန်ဆက်ရောက်တာနဲ့ရှေ့ဆုံးကရွက်လိုက်တာကြောင့်အားလုံးကရွက်လိုက်ကြတယ်။နေဝင်တဲ့အမျိုးသမီးကိုရှေ့ကိုလာဖို့ခေါ်လိုက်တယ်။အခုချိန်အောင်စပြီ။ဘလို့ကြောင့်နေမှာဓမီကိုမထိုးကြပါနဲ့။ကဲဒူမကြီးကသပင်ဖားရချပြီ။တင်းဆိုင်ပဲလက်တွေတူးထောက်လိုက်ပါ။လက်နက်ဖောက်ကိုလက်အုပ်ကြည့်ပြီးမျက်လုံးကိုမှိတ်ထားပါ။စိတ်ထဲကမဖေးမအောင်ဝင်အာယုံစူးဆိုင်ထားပါ။ဆရာမဖေးဝအောင်ပင့်ဖိတ်လိုက်တော့မယ်။ဆရာဦးတည်မြင်ကလေချောင်းကိုရှင်းအောင်ချောင်းတစ်ချမ်းဟန့်လိုက်တယ်။ တောဆောင်နဲ့တောင်ဆောင်နဲ့နေဆောင်နဲ့တောင်ပိုင်းတောပိုင်းနေပေါင်းတို့မဖဲဝါအဝေးတနည်းအောင်ကိုရရှိနေပါကောင်အနောက်ဆက်တောင်စီတစုံတရာမပြုတ်လို့ပဲအတိပေးပြီးဆေးလွတ်လွေးပါရင်မဖဲဝါလည်းအကျွန်ုပ်တို့ကူညီတောင်းလိုတဲ့အတွက်ဤနေရာကိုခေတ္တခဏမြောက်လာရောက်ပင်းစီလိုပါရင်ရောက်ရာရဲ့ရှိနေတဲ့အရာမှအချိန်မဆိုင်မတွားပဲခေတ္တခဏကြွစီလိုပါရင်အရေးကြီးကိစ္စရှိတာကြောင့်စားတော့ဖွယ်များလည်းမပြင်းစင်ခဲ့ရပါ တီလိုတော်ကိစ္စသိရှိပြီးပါကမနေ့ပြန်ညအီနီယားမှာစားဝဲလာရောက်ဆက်တာပါမယ်လို့လင်ဂတိပေးပါရင် ရောက်ရနေရကနေကြွားရောက်ပေးပါခမောင်ထိုစကားဆုံးတော်နေတိပင်းချုံပင်အချို့လိမ်မတိုက်ပါဘီလှုံရှားသွားတော်ရင်တခနာအတွင်းမှာပင်နဲ့ဝင်တဲ့ထံမဖင်းဝံဝင်ရောက်ဘူးကံကြောင့်တီးရင်နဲ့ဝင်တဲ့တကုံလုံးတုံတုံကြီးကြီးဖြစ်လာပြီးလက်နှစ်ဖက်ကလည်းနှစ်ဖူးနဲ့လင်းမြန်တက်လက်စွာရိုက်ခတ်နေကဲဟိတ်ဖာတိကျနေတယ် ီလိုပါအရှင်မမဖိန်းဝအခုလေးရင်စုရောမှာ၅ရက်တွင်ကလေး၃ယောက်အသက်ရှူချက်တဲ့ယောဂါရပြီးတော့တည်ဆုံးကုန်ပါတယ်ပြီးတော့ရွာထဲကိုလည်းမကောင်းဆိုးဝါးရင်းဝင်နေပါတယ်ကလေးတွေဘာကြောင့်တည်ရတာလဲရွာထဲကိုဘယ်နာနာဘာဝရင်းဝင်နေတာလဲအရှင်မသိရင်မိတ်မောင်อืมဒီကိစ္စငါနဲ့မဆိုင်ဘူးဟဲ့မသိလို့မေးရတာပါရွာထဲမှာညာဦးပိုင်းကပြေးလာလှရှားနေကြတယ်တဆေတဲ့ရင်တွေဟာတင်းကြိုင်တွေဟာလာလာများဖြစ်မလားလို့လာမေးရတာပါအေး တင်းချိုင်တဲကတော့တင်းချိုင်တဲကပဲဒါပေမဲ့ငါလက်အောက်ကကောင်းနေမဟုတ်ဘူးဟိုလေခွင်းနေကြရင်ကတင်းချိုင်အဟောင်းကြီးမှနေတယ်ကြက်တွေဟဲ့ကြက်တွေဖျားကြက်တစီရီဟုတ်တယ်တို့မကျင်းနှက်လို့ရွာထဲကိုဝင်လာကြတာမကျင်းနှက်တဲ့အကြောင်းရင်းလေးသိရင်ပြောပြပါခမအေးလွန်ခဲ့တဲ့တပတ်ကျော်လောက်ကအခုသေးကုန်းနဲ့ကလေးသုံးယောက်ရင်မတည်သေးတဲ့ကလေးတစ်ယောက်ရင်တို့လေးယောက်ကြွက်ရှာထွက်ကြတယ်တနည်းလုံးကြက်တွင်တူးကြပြီညနေမိုးဆုံးကြစဉ် ကျက်တွေနေတဲ့တွင်းကိုကျွတ်တွင်းအမှတ်နဲ့တွင်းပေါက်ကိုကောက်ရုံးနဲ့ပိတ်ဆိုပြီးမိရှို့ကြတယ်။တွင်းထဲကကျွတ်တွေအသက်ရှူကျက်ပြီးသင်ရောင်လောက်ကြတာ။ဒါပေမဲ့တွင်းထဲမှာကျက်အဖိုးကြီးအဖွားကြီးနဲ့ကျက်ကလေးတွေပဲရှိတယ်။ဂျန်နေကျက်တွေကအပြင်ထွက်ပြီးတော့ရှာဖွေစားတော့နေကြလို့တွင်းထဲမှာရှိတဲ့ကျက်တွေသိကုန်နေ။အပြင်ကကျက်တွေပြန်ရောက်တော့တွင်းထဲမှာနေနေတဲ့ကျက်တွေသိနေတာတွေ့လို့သင်ရောင်လောက်သွားတဲ့ကလေးတွေကိုကလဆားချိန်မလို့ရွာထဲကိုဝင်လာကြတာ။ကလေးလေးယောက်တည်သွားရင်တော့ တို့အခဲကြည့်အောင်မဟုတ်ဘူးတို့မိသားစုခဏယောက်တည်သွားခဲ့ရအရှင်မဒီကျက်တစီတွေကိုနှိမ်နှင်းဆုံးမပေးလို့မရဘူးလားတို့မှလည်းတို့ပိုင်ရဆိုင်ရရှိနေတောဆောင်နဲ့တောင်ဆောင်နဲ့နေဆောင်နဲ့နမင်းကြီးလေးပါတိုင်တယ်ပြီးပြအထက်ဆရာကြီးများအမိန်နဲ့နှိမ်မရမှာဒါမှမဟုတ်ရေးမြေစိုးရတဲ့မင်းအမိန်နဲ့နေရာတနေရာအစားပေးပြီးတော့နှင်းချရင်လည်းရတယ်နှင်းလို့ကတော့လွယ်တယ်အဓိကကတော့တို့ရဲ့ရန်ညွပြေဖို့ရေးကြည့်တယ်ကဲ ။တလောက်သိရရင်မင်းတို့နောက်ရက်တွေမှာအစီရင်လုပ်ပြီးနင်းပေါ့။သူတို့လည်းကလေးတွေကိုပြန်တက်ပြီးလို့ဒေါ်သာတချို့တော့ဝင်ပြေးတလောက်ပြေးနေပါပြီ။ကဲငါပြန်မယ်။အနောက်ပြန်ဒီနေရာမှာညာ6နာရီစာဝင်လာဆက်ပါမယ်အရှင်မမဖဲဝါ။လာရောက်သုံးဆောင်ပါ။ဆရာဦးတင်မြင်စကားဆုံးတာနဲ့မဖဲဝါလည်းနဲ့ဝင်တဲ့ထံကနေထွက်သွားလီတော့ရင်ဆရာဦးတင်မြင့်နဲ့အဖွဲသားများရွာကိုပြန်ခဲ့ကြတယ်။မဖဲဝဝင်ရောက်ပူကပ်ပြောတော်နေစကားမြောင်းရွာလူကြီးဥကောင်းဆောင်ရှင်ပြောင်းလိုက်တယ်။ ืมတတော်ဆိုးတဲ့ကလေးတွေပဲကြက်တွေနေတဲ့တွင်းဦးမှာကြွက်တွင်းမှတ်ပြီးတော့မိခိုးတိုက်ရတယ်လို့ကွာဟုတ်တယ်ဦးလေးကောင်းစံသူ့မိသားစုတွေမိခိုးမုံပြီးအသက်ရှူကြသေးခဲ့ရတယ်လို့ရွာကကလေးတွေကိုလည်းအသက်ရှူကြအောင်လုပ်ပြီးတော့ကလစားပြန်ရှိနေတာဒါဆိုဆရာဘယ်လိုလုပ်မလဲစိတ်ကူးထောင်းอืมဒီတ냐ကျွန်တော်ဒီချက်တွေကိုဘယ်လိုစီရင်ရမလဲဆိုတာစဉ်းစားပါအောင်မယ်ပြီးတော့ကျွန်တော်ဆရာကြီးစီကိုဒီဖြစ်ဖြစ်တွေကိုမနှောနဲ့စီရင်ခံရအောင်မယ် ဆရာညွှန်ကြားပေးပါလိမ့်မယ်ဆရာခါနဲ့တိုင်းကျွန်တော်လုပ်ပေးပါဆရာကြီးဦးတင်မြင့်ကတမားကောင်မပြပင်းဂီးလွန်နေတဲ့မိမိရဲ့ဆရာကြီးအမိန့်ကိုနားခံပြီးမှစီရင်မယ်လို့ဆိုနေတာကြောင့်ရွာလူကြီးနဲ့ရွာသားများကလည်းဘာမှမပြောဘဲငြိမ်းနေလိုက်တော့ဓာတ်ထန်မရက်ဖြန်ည6နာရီမှာမဖဲဝအောင်ပွဲဆက်ရအောင်စံချလုံးချက်နဲ့ကြက်တကောင်လုံးချက်ထားပေးပါဖြစ်ရမှာပေါ့ဆရာကြီးအစင်သေးဖြစ်နေစီရမယ် အဲ့ဒီလိုနဲ့အချိန်ကည7:00နာရီခန့်ရောက်လာတာကြောင့်အိပ်ဖို့ပြင်ဆင်ကြတော့တယ်။ရွာတွင်းမှာတော့တိတ်ဆိတ်မှုမရှိသေးဘူး။ကြက်တစီများလဲပတ်သွားလာနေတဲ့အတွက်ခွေးတစီစီစူညံနေတုန်းရှိသေးတယ်။ကလေးတယောက်များထပ်ပြီးဆုံးလီအောင်မလောင်စိုးရင်ရင်းနေပြီးမကြခင်မှာပဲအိပ်ပြောင်းအောင်စူးစမ်းအိမ်လိုက်တော့တယ်။နောက်ရက်ရောက်ခဲ့ပြီးလာစန်းကားရဲ့ရင်လာရောက်မင်းပြပြအောင်မှာလေးအိမ်စုရွာလေးငိမ့်တလေးရရှိနေတယ်။ရွာအပြင်အဝင်လမ်းလေတက်တက်မှာ နီးနဲ့ရာဇမက်ကွက်ရက်ပြီးတော့တိုင်လေးတိုင်နဲ့ထောင်မှန်ကန်ရှမ်းထားတယ်။ထောင်လေးတောင်မှပွဲလေးပွဲဆင်ထားတယ်။ဘာဆိုဖျောင်းတိုင်လေးတိုင်ကိုလည်းဆင်းသင့်ပြင်းဆင်ထားတယ်။လေးတောင်ကွင်းအတွင်းမှာရွာလူကြီးဦးကောင်းစံအဘာဝင်တောင်တင်းတံမာတဲ့လူလက်ပိုင်းကျုပ်ကိုလည်းဆရာဦးတင်မြင့်ကောင်ခေါ်ထားတယ်။ညောင်ချနိုင်မှမဖဲဝါအတွက်အသာကျွေးနေတဲ့လူသုံးယောက်ပြန်ရောက်လာတာနဲ့ရွာရဲကိုဝင်ခိုင်းလိုက်တယ်။ရွာသူရွာသားများကိုလည်းမှောင်းတာနဲ့အိမ်ပေါ်မှာနေဖို့ကြိုးတင်မှထားတယ် တင်းဆိုင်ကပြန်လာတဲ့ရွာသားမြောင်ရွာအတွင်းကိုဝင်သွားတာနဲ့ပွဲလေးပွဲအပေါ်မှာဖျောင်းတိုင်မြောင်ကိုမိထွန်ပြီးစိုက်ခိုင်းလိုက်တယ်။ဒီမငင်းရံကယူးဆိုင်ပင်ရံမှားထားပြီးရာဇမတ်ကွက်အပြင်မှာစီးချလိုက်တယ်။ညာအိတ်နေစဉ်အထက်ဆရာကြီးကိုယ်တိုင်လာရောက်ပြီးပေးခဲ့တဲ့နည်းမြောင်အတိုင်းဆရာဦးတင်မြင့်အစီအရင်ပြုလုပ်နေလိုက်တယ်။အမိတ်ပြန်လိုက်တယ်။ထိုအချိန်အပြင်စီးဝိုင်းမှာမိကုန်းဝင်မြောင်လည်းလူဖြူဖြူမဲမဲမြောင်ထိုင်လန်းပွင့်ရလဲပတ်နေတယ်။ ထိုသဏ္ဍာန်များကနီးလာလိုက်ဝေးသွားလိုက်နှင့်လူတွေကိုကြောက်လန့်နေသလိုဖြစ်တယ်။ဆရာဦးတည်မြင့်ကတည်ငိမ့်တဲ့အတန်နဲ့တဲဆုမကပွင့်တော်မူကုန်ကြတော့မြတ်စွာဘုရားအရှင်မြတ်များနေတကွနှစ်ကြိမ်ဆွတ်ဆူတော်ဖျားအရှင်ပြည့်စုံကောင်းဗုဒ္ဓအကတော်ဝကမဟာတော်ဝကရဟန်းမြတ်အလောင်းတော်နှက်သာသာသနာတော်ဆောင်နှံ့ဘိုးတော်တကြောင်မင်းနမင်းကြီးလေးပါတို့အားဦးထိပ်ထားပြီးရသေးရှင်တောင်ဆရာအပေါင်းအထက်ဆရာကြီးများနှင့် ကျွန်ုပ်ရဲ့ဆရာကြီးရဲ့အမိန်တော်ကျက်တစီများအာလုံသိစေအပ်တယ်တိတ်ဆိတ်သောကာလဆရာဦးတည်မြင့်ရဲ့ကျက်တစီတို့အပေါ်အမိန်ပေးစကားကပိသားဆောင်နေထွက်ပေါ်နေထိုအချိန်စီးပြင်မှာအရေးမဲမဲများစူယုံရောက်ရှိနေကြတယ်တင်ကျက်တစီတို့သည်ဤရွာအတွင်းကခလေးတငယ်များမတိနားမလဲလို့အမလုခဲ့မိတော့ခွင်လွန်စိတ်မထားပဲကလဲစားပြန်ချင်လိုတဲ့စိတ်သဘောနဲ့လာရောက်ပြီးတော့တက်ပြတ်နေတာကိုအသိဖြစ်တယ် အတင်တို့ရဲ့မိသားစုများကိုတိလို့သိစင်လို့တဲ့သဘောနဲ့လှုပ်ခဲခြင်းမဟုတ်ကြွက်အထင်းနဲ့မိကိုမိုင်းတိုက်ခိုက်သည်ကိုတင်တို့အသည့်ဖြစ်ပါလိမ့်မည်သူတို့ကြောင့်တင်တို့မိသားစုသင်ခဲ့တယ်လို့တင်တို့ကြောင့်လေခလေးငယ်များသိခင်းရပြီအီများနဲ့ပင်ကျင်းအေးစေခြင်းမိုင်းအငယ်၍ဆက်လက်တက်ပြက်နေဦးမည်ဆိုပါကကျွန်တော်ပင်ဖိတ်ထားရင်အထံပုတ်ကုန်များတင်တို့ကိုခွင်းလွန်လိမ့်မည်မဟုတ်ဒါမှပြင်ရေမြေအစိုးရရဲ့အစိုးရမင်းအမိန်နဲ့တင်တို့ကိုနေရာပြောင်းရွှေ့နေရပါမည် အသိန်တို့အခုနေထိုင်လျက်ရှိတဲ့တင်းချိုင်းဟောင်းအမည်မှမပြောင်းမရွှေ့နေထိုင်လိုပါကလူတို့နေထိုင်ရောရွာအတွင်းကိုဝင်ရောက်နှောက်ယှက်တပ်ဖြတ်ခြင်းလက်စားဖျောင်းယောင်းခြင်းချောင်းလန်းခြင်းတို့မပြုလုပ်ပင်ကိုနေအောင်ကုန်နေပြီးအေးချမ်းစွာနဲ့နေထိုင်ကြပါရင်မြေတံအခန့်ပါရင်စနုံမြေတံရံခန်းစကားလက်ခံသည်ဆိုပါကယနေ့မှစရင်ဤရွာအတွင်းမဝင်မီအေးချမ်းစွာနဲ့နေပါရင်အခုအနီးပေါင်းမှရောက်ရှိနေနေကြက်တစေတို့လင်းနေရရက်ကိုအေးချမ်းစွာနဲ့ပြန်ပါရင်တောင်းဆိုပါရင် ဆရာဦးတင်မြင်စကားဆုံးတာနဲ့နေပါမှာအကောင်အထည်မမြင်ရပင်အိပ်မဲမဲများလေပန်နေရောင်ကတပြေးပြေးပြောင်းသွားတော့ရင်စက်တစီတွေပြန်သွားကုန်ပြီဆရာအစီရင်ပြီးပြီလားဖျောင်းတိုင်တွေအာလုံးကြီးမှပြန်ထွက်ကြတာပေါ့ဘာမှမစိုးရင်နေတော့စက်တွေလည်းတို့ဘုံပြောင်းမှတို့စိုးရင်တာပေါ့တင်းဆိုင်တော်မှာမင်းမင်းနဲ့ရွှေနာနာဘာဝတကောင်းမကြံပြောင်းပေးရတယ်လို့စက်တစီကိုလည်းရွှေပြောင်းပေးလို့ရတယ်သူတို့နေရောင်ဟောင်းကနေနေပြီးစွင့် နေရာအသင့်အစားပေးရတယ်။အဲ့ဒီလိုမှမပင်းရင်သွားချင်ရသွားပြီးတော့ရွာလူတွေကိုဒုက္ခလိုက်ပေးကြမှာ။ဟုတ်ကဲ့။တဘောပေါပါပြီဆရာ။ရွာလူကြီးနဲ့ရွာသားတို့လည်းကြက်သစီများအန်တရင်စိုးရင်ကြသေးတာကြောင့်ဆရာဦးတည်မြင့်ကိုမတောက်ကိုပြန်မလွတ်သေးပြီးတရနေရခံစောင့်ကြည့်ပေးပါရဲ့။တောင်းပန်ထားလိမ့်တယ်။ကျေးဇူးတင်လိုက်တာဖြောင်းဆရာနဲ့မတူပဲဒီအတိုင်းသာပြန်လာရ။အခုဆိုရင်ချင်းနေတော်ဆုံးနေတော့ပြီ။အခုတော့ကြက်အန်တရင်ကင်းဝေးခဲ့ပြီ။ ဒါကြောင့်သုံးလေးရက်တော့နေပေးပါဦးဆရာစိတ်ချပါသုံးလေးရက်နေလို့မှဘာမှထူးထူးခြားခြားဖြစ်မလာဘူးဆိုရင်တော့ပြန်ခွင့်ပြုပါ ဟုတ်ကဲ့ဆရာအဲ့ဒီလိုနေမဖဲဝါကြောင့်တောင်းကျက်သစီများအကြောင်းကိုသိရှိခဲ့ရပြီးအရရေကိုဖြည့်ရှင်းနိုင်ခြင်းဖြစ်လို့ဆရာဦးတည်မြင်စိတ်ထင်းမှာမဖဲဝါကိုကျေးဇူးထူးတင်နေမိပါတော့လေဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ ဇုံဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုသူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။